နားရမရှိရဲ့တိတ်ဆိတ်တဲ့ညတညဂျွာဝင်လမ်းပေါ်မှာမိငလေးတယောက်အသက်လူပြီးပြေးနေပါတယ်သူ့နောက်မှာဘာပါလာတယ်လဲဘလူးမှမမြင်ရဘူးသူကတော့တခုခုအလွန်ကြောက်လန့်နေပုံပါပဲမလာနဲ့သွားသွားလို့ခေါ်ရင်းနဲ့ပြေးနေတဲ့မိငလေးဟာရုတ်တရက်အမလေးဆိုပြီးတော့ချော်လဲကြသွားပါတယ်အဲ့ဒီအချိန်မှာပဲလဲနေနေတဲ့အရေးကြီးတစ်ခုကသူ့မအပေါ်ကိုအုံမိုးသွားပါတော့တယ်အားကြီးအိမ်ပေါ် ။ဘေးပေါ်မှာတော့စူလန်ပွက်လို့ရိုက်နေရပဲ။ဘူးနာကောင်းပါလိမ့်ပြီ။ကျန်းပြေပေါ်မှာလူလေးအမိရုံးကန်နေလိုက်တာ။သူ့ဖေတကြီးချုပ်ထားတာတော့မနိုင်ဘူး။သူ့မိတကြီးကတင်းပြိတိုင်းနဲ့ဟေးမိမကြီးမျက်လုတ်ပါငါမနိုင်တော့ဘူး။ဟိုရွာမြောက်ပိုင်းကဆရာကျောက်တော့ပြင်ဆန်းမှာပြီးခင်ပြည်သူတွေကြောက်ကြောက်လန့်နေတယ်။အိမ်မောကဆင်းပြေရပေါ့။ခဏကြာတော့ဘုံဆိုတဲ့တောင်ဝင်းအတန်းနဲ့ငယ်ကြီးဆရာကျောက်ရောက်လာပါပြီ။လူကသာပိန်ပိန်ပပနှာခမ်းမွေးဆဆနဲ့ဒါပေမဲ့ဟန်ကတော့တခွဲသားဗျ။ ူကပူကန်နေတဲ့ကောင်မလေးကိုကြည့်ပြီးနံပါတ်ပါနဲ့ကြွေးကြော်လိုက်တယ်။မိုးပေါ်မှာတကြားရေထဲမှာနှကားရေပေါ်မှာငါးဆရာကြဟေးဝင်းကြီးစိုးမင်းထွက်မလားမထွက်ဘူးလား။ဒါပေမဲ့ပူးနေတဲ့ကောင်မလေးကမကြောက်တဲ့အပြင်ဆိုပြီးတော့လောင်ရဲနေနေတဲ့ပြဆရာကြားလဲဒေါသထွက်ပြီးတော့တူတောင်ဝင်းနဲ့ရိုက်မယ်အလုပ်။ဟာမယုံနိုင်ဆရာပါပဲ။ကောင်မလေးကဆရာကြားရဲ့တောင်ဝင်းကိုလက်တစ်ဖက်နဲ့ဖမ်းဆွဲလိုက်တာဗျာ။ပြီးတော့ဘောခနဲ့ဆွဲမလိုက်တော့ဟောဗျာဆရာကြားခင်ဗျာစက်ကူယုတ်လေးလိုပဲ ဒီပုံမြောက်ပြီးတော့အိမ်ပေါက်ဝအထိကိုလွတ်ထောက်သွားပါလေရောခေါမလေးရာဆရာကြားရဲ့တောင်းဝေးကိုနှစ်ပိုင်းချိုးလိုက်တော့တယ်ပြီးတော့ကဲဘလူးထတ်ဆန်းကျင်သေးလဲဟေးတို့အတဏကြီးနဲ့ပေါ်လိုက်တယ်အာမဆန်းတော့ပါဗျာကျုပ်သွားပြီဆရာကြားလဲဟားလို့ပဲကားကနေဖြစ်ဖြစ်ပြေးပါတော့တယ်အဲ့ဒီချိန်မှာခေါမလေးရာအတဏကြီးနဲ့ထတ်អော်ပါတော့တယ်ငေါ့တော့နောက်တစ်နေ့မနက်ခင်း ရွာထိပ်တစ်ပိတ်ဆိုင်မှာတော့ထူးခြားတဲ့လူသုံးအောင်ရောက်နေရဲ့။တယောက်ကတော့တင်းငင်ခံရတဲ့မျက်နှာထားနဲ့သူ့နာမည်ကတီဟရတယ်။သူ့ဘေးမှာတော့ပင်ပင်ပပမျိုးလုံးကလင်ကလင်အောင်ဖ။နောက်တစ်ယောက်ကတော့မလာတော့တော့မျက်နှာအာအာနဲ့မစက်မှလည်းမိုးတွေအပြည့်သူ့နာမည်ကမလာတယ်။ဘေးဝိုင်းကတကြီးသမီးအကြောင်းပြောနေရကြတော့အောင်ဖကနားစော်နေ။ဆရာတီဟကြားတယ်မလားတကြီးသမီးရဲ့ကျွန်တော်တို့ဝန်ကူညီလိုက်ရင်ပတ်စံတွေအများကြီးရမှာ။တေးတေးဆိုတာဟိုကြီးအောင်ဖကျွန်တော်ကြောက်တယ်ဗျ။အဲ့ဒီချိန်မှာပဲတကြီးကတော်ဟာ ဆိုင်ထဲကိုအမောတကောနဲ့ဝင်လာပြီးတော့တွေ့သည်မလူတွေကိုအကူအညီလိုက်တောင်းတာပေါ့။အောင်ဘကတော့အကွက်ဝင်ပြီဆိုပြီးတော့ဟန်ပါပါနဲ့မတက်ထရဲလိုက်တယ်။အောင်မချက်တာကိုကြည့်ပြီးတော့ဗလာကိုကြီးအောင်မဘာလုပ်တာလဲကျွန်တော်ကြောက်နေပြ။အောင်မတဲ့ဗလာစကားပြောနေရဲ့အချိန်မှာပဲဒီဟာလေဒီငိန်စွာနဲ့ထရဲလိုက်တယ်။ကူညီရမယ်အောင်ဘနဲ့ဗလာပတ်စံတော့မဟုတ်ဒုက္ခရောက်နေလို့။ဇကြီးအိမ်ကိုသူတို့ကြောက်သွားကြတယ်။ မိင်းထဲမှာဥကန်နေတဲ့ကောင်မလေးကဒေါသတကြီးနဲ့ကြည့်။အောင်မနဲ့မလာတော့ကြောက်ပြီးတော့တုံနေကြတာပေါ့။အဘဒီဝင်းကြီးကအဘကိုပဲကြည့်နေရ။နေချာစဉ်းစားကြည့်။ငငယ်ကတငယ်ချင်းတွေထဲမှာဂေါ်လီတွေးတင်ခဲ့ပြည့်လို့ရှိတာ။ဒီကြီးကမျက်နှာပြတ်သွားပြီးတော့ငငယ်ကဂေါ်လီတူတူဆော့ပြီးတော့ဂေါ်လီကျွေးပေးဖို့ကြံခဲ့တဲ့တငယ်ချင်းသူ့စီလာရင်နဲ့ရင်းနဲ့တေးဆုံးသွားတဲ့အကြောင်းဝန်ခံပါတော့။အဲ့ဒီအချိန်မှာပဲတေးရဒေါသထွက်ပြီးပြေးဝင်လာပါလိမ့်မယ်။ ပေးငါကိုလီပေးဒီဟာရဆန်းလို့အမေပေးလိုက်တော့ဝိညာဉ်ကအမြင်ရတဲ့နေရာတစ်ခုကိုတိုက်မိတယ်လို့ပြောထောက်သွားပါတယ်။အောင်ဘနဲ့ဗလမပြေးဖို့ပြင်တော့အောင်ဘဗလရွာထဲသွားပြီးတော့ဘော်လီသွားရှာကြည့်။ဒီဟာကောင်မလေးအကြီးကိုထပ်ပြီးတော့ဒုက္ခပေးလို့ပြတာ။ဘေးကျိုးတွေနဲ့ကာဟားလိုက်။ဒီလိုနဲ့အောင်ဘနဲ့ဗလတို့နဲ့ရောက်ရွာထဲမှာပြေးတော့လိုက်ရှာပြီးတွေ့တဲ့ကလေးတွေစီကပြီးဘော်လီလိုက်တောင်းကလေးတွေကမပေးလို့ဗလကကြွက်သားပြပြီးချက်အောင်ဘကချော့အတော်လေးရှုပ်သွားတာပေါ့ဗျာ။နောက်ဆုံးတော့ ဘောလီတစ်ထုပ်ရလာတယ်။တကြီးကဘောလီတုပ်ကိုကောင်မလေးရှေ့ချပေးပြီးတော့တောင်းမှလိုက်တယ်။ကောင်မလေးရဲ့မျက်နှာဘောသားတွေလျော့ပြီးတော့ကလေးတယောက်လိုငိုကြွေးပါလေရော။ပြီးတော့မှငါဘောလီပြန်ရပြီ။ဒီဟာပြတ်တာပေါ့အမျှဝေလိုက်တော့ကောင်မလေးခန္ဓာကိုယ်ရဲ့ကနေကလေးဝိညာဉ်လေးကျွတ်သွားပါတော့တယ်။အားလုံးလည်းအခုကြမှာပဲ။တပင်းချဂျီမောသွားနိုင်ပြီပေါ့ဗျာ။ ရွာပြန်လမ်းမှာတော့ဗလာတယောက်အောင်မကိုမိကွန်းထုတ်နေ။ကိုကြီးအောင်ပါဆရာတီဟာနဒါကြီးရှိရဲ့ဆို။ဘာလို့ထုတ်ပြီးမခုတ်တာလဲ။မင်းကလည်းတုံးလိုက်တာကွာ။ဒါကကလေးသေးရဲ့ပဲဟာဓာတ်ထုတ်ဆရာလူလို့လား။အဲ့ဒီအချိန်မှာရှေ့ရသွားနေတဲ့တီဟာလက်မကြည့်ပဲနဲ့ပြောလိုက်တယ်။မဟုတ်ဘူးအောင်ပါ။ဒီကိစ္စဓာတ်ထုတ်ဆရာမလို့ဂေါ်လီထုတ်လိုက်ရင်ရရလေ။ဟာ။ဒါကစကားကြောင့်အောင်ပါဘလာပါမစအဟောင်းသားဖြစ်သွားကြ။တီဟာကတော့အေးဆေးပဲဆက်လျှောက်သွားပါတော့။ ဒါကတော့သူတို့ရဲ့ပထမအဆုံးခရီးစဉ်ကျေးဇက်ပြီးတော့လိုထူးဆန်းတဲ့အောက်လန်းပညာတွေတရေတဆွေနဲ့ကြုံရအောင်မလဲဆိုတော့နောက်တစ်ပိုင်းမှာပဲဆက်ပြောတော့မယ်ဗျာ